ညီမငယ်လေးဟာသူ့ရဲ့လျှို့ဝှက် source နည်းနည်းလေးကိုသူ့အကိုချက်ပြုတ်ထားတဲ့အသားဟင်းပေါ်ကိုသာဖြန့်လိုက်ပါတယ်။ထို့နောက်မှာတော့မိတောက်ဖြန့်ဆက်ကိုအသုံးပြုပြီးအသားဟင်းကိုမိရှိန်နည်းနည်းနဲ့အပူပေးလိုက်ပါတယ်။နောက်တစ်ဆက်ကမှပဲမူလကမန်းညီနဲ့တင်းနေတဲ့အသားဟင်းဟာအလွန်အရသာရှိတဲ့တင်းတစ်ခွက်ဖြစ်သွားပါတယ်။စားတောက်ဆိုင်ရာအကဲဖြတ်တိုင်လူကြီးဟာမိစမ်းကြည့်ပြီးတဲ့နောက်မှာအကိုဖြစ်သူကိုပထမနေရာနဲ့နောက်တစ်ဆင့်ကိုတိုက်ရိုက်တက်ရောက်ခွင့်ပေးလိုက်ပါတယ်။ဒီညီဝင်းကိုမြင်တော့လူတိုင်းအံ့ ားတင်သွားကြပြီးအရသာခံစားမှုရှိတဲ့သူတယောက်ဟာဗန်ယူကြီးရဲ့သဘောကျမှုကိုဘယ်လိုရမှန်းလားတဲ့ဆိုတာနားမလည်နိုင်ဖြစ်နေကြပါတယ်သူကြားပြန်ပါပဲဒါဟာတိုက်ဆိုင်မှုတစ်ခုကိုသူတို့တွေးလိုက်ကြပါတယ်ပြီးတော့သူတို့ဟာအကူပစ်တီကိုစတင်ကြောင်းပြောင်းကြပါတယ်နောက်တစ်ဆင့်ကျန်ဆွဲဟာအတင်းလိုက်ချက်ပြုတ်ရမယ်တန်ခိုးရှိပြီးသူ့မှာလက်တွဲပုံရှိတာကြောင့်ဘာလုပ်နိုင်မလဲလို့မျိုးမထုတ်ကြပါတယ်သို့တော်လည်းမိမငယ်လေးကသူ့မှာဟာအကူပစ်တီရဲ့လက်တွဲပုံဖြစ်မယ်လို့ကြေညာလိုက်ပါတယ်ဒီစကားကိုကြားတဲ့ ခါပိတ်သက်တွေဟာပိုပြီးကျလောင်သွားရေမောကြပါတော့တယ်သူတို့ကဒီလိုငယ်ရွယ်တဲ့မိန်းကလေးဟာတဲဥလန်တန်ကူကောင်ကောင်းကောင်းကိုင်နိုင်မှာမဟုတ်ဘူးလို့ပြင်ကြပါတယ်သူတို့ကပြိလိုက်ကြတာတော့မိမငယ်လေးဟာထိတ်တန့်စားပုံမျိုးတူဦးရဲ့အသေးဖြစ်ပြီးဒီလိုငယ်ရွယ်တဲ့အရွယ်မှာတော့ဆရာကူသူရဲ့စစ်အမှန်တမ်းပြမှုတွေကိုသိယူပြီးသားဖြစ်နေရပါပဲဒါကြောင့်လေသူမရဲ့ဆရာကမိသားစုလုံးနဲ့ပြန်လဲတက်သွင်းဖို့အတွက်အင်ဂျင်မိုးခွင့်ပြုထည့်တာဖြစ်ပါတယ်မိမလေးအင်ဂျင်ရောက်တာနဲ့သူမရဲ့အကူဟာ ဦးလေးရဲ့မိသားစုကြောင့်အရှက်ရနေရတာကိုတွေ့လိုက်ရပါတယ်။ဒါဟာညီမလေးနဲ့အကိုရဲ့မိဘတွေဆုံးပါသွားပြီးအကိုဖြစ်သူဟာလည်းနေရတာထန်စားမှုဆုံးရှုံးသွားခဲ့တာကြောင့်ပါဖြစ်ပါတယ်။ချက်ပြူကြီးတွင်းချင်မှုနဲ့ဂုံတရင်တိဆောက်ထားတဲ့မိသားစုမှာသူဟာအသုံးမကျတဲ့သူအဖြစ်သတ်မှတ်ခံရပါတယ်။ညီမငယ်လေးဟာချက်ချင်းပဲရှိထွက်ပြီးအကိုဖြစ်သူကိုကာကွယ်ပေးခဲ့ပေမဲ့သူမရဲ့ဝမ်ကွဲညီကိုမကမထင်မှတ်ပဲလှောင်ပြောင်လိုက်ပါတယ်။ဝမ်ကွဲညီကိုမက သူမမှာဆွမ်းရည်ရှိရင်ချက်ပြူပြန်ကွဲမှာအဆင့်တစ်ခုများရည်ပြဖို့ ပြောလိုက်ပါရဲဒါကြောင့်မငငယ်လေးဟာလက်စည်းအပူရဲ့လက်ကိုဆွဲတာပြန်ပွဲကိုဝင်ရောက်ရှင်တန်းခဲ့ပါရဲဘသူမှမမျှော်လင့်ထားတာကတော့အပူဖြစ်သူရဲ့ချက်ထုတ်ကျွမ်းကျင်မှုပါတကယ်ပဲတာမန်ဖြစ်ပြီးသူ့လုပ်တဲ့အသားဟင်းဟာဇာညီနဲ့နည်းနည်းပါပြီးသေးပါပဲကံကောင်းစွာနဲ့မိမငငယ်လေးဟာသူမရဲ့ true resource ကိုအသုံးပြုပြီးအငုံငယ်မြင့်တင်ပေးလိုက်ပါရဲစကားဟင်းဟာချက်ချင်းဆိုလို့တရားသာရှိတဲ့ငင်းကွက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီးဒီရာကအပူဖြစ်သူကိုဓာတ်တုံးပညာကိုအာယုံဆိုင်တဲ့နောက်တစ်ဆင့်ကို အောင်မြင်စွာတက်လန်းနိုင်ဖို့ကူညီပေးခဲ့ပါတယ်။မြမငယ်လေးကမူလာကဓာတုံးပညာကိုသူ့အကိုအသာဝင်ပေးချင်တဲ့ပေမဲ့အကိုဖြစ်သူကသူ့မိဘတွေရဲ့ကြီးကြတဲ့အရသာဖန်ဆောင်မှုကိုအမအမွေဆက်ဆံထားပေမဲ့ဒီလိုငယ်ရွယ်တဲ့အရွယ်မှာတော့ဓာတ်ကိုငြင်းငြင်းစွာဆိုင်နိုင်မှာမဟုတ်ဘူးလို့ထင်ခဲ့ပါတယ်။ဒါကြောင့်ဒီကိုယ်တိုင်ဓာတုံးပညာကိုတာဝန်ယူပြီးခင်းပွဲကိုချက်ပြုတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အကိုဖြစ်သူရဲ့ဓာတုံးကျွမ်းကျင်မှုဟာတကယ်တမ်းမှာအလုံကောင်းပုံပါတယ်။ဒီအရာကိုမြင်တဲ့အခါဝမ်းကွဲညီကိုမဟာချက်ချင်းပဲ။မနာလိုမှုနဲ့မုန်းတိမှုတွေပြည့်နေသွားပါတယ်။ဖို့နောက်သူဟာ ။တမင်တက်တက်ဆုံးတစ်ချောင်းကိုအသုံးပြုပြီးစပိုးဖြစ်သူရဲ့လက်ကိုလက်ခတ်ပြီးဒဏ်ရာရစေခဲ့ပါတယ်။မိမငယ်လေးဟာသောတာထွက်ပြီးဘာကြောင့်ဒီလိုလုပ်တာလဲလို့မေးမြန်းခဲ့ပေမဲ့ဝမ်ပွဲညီသူမပမတော်တဆဖြစ်တာပါလို့မာနကြီးစွာပြောဆိုခဲ့ပါတယ်။ပူကအဖိုးဖြစ်သူရဲ့လက်ကဒဏ်ရာရသွားတာကြောင့်တန်ပွဲကနေချက်ချင်းနှုတ်ထွက်တဲ့နယ်လို့လည်းပြောလိုက်ပါတယ်။ဒီအချိန်မှာမိသားစုဝင်တွေကပါမောင်နှမနှစ်ယောက်ကိုပြန်ပွဲကနေနှုတ်ထွက်ဖို့ပြောဆိုပြီးသူတို့ 哈密大叔布，小亚细麻布，麦卢千家白布，提起纱织，尼玛也厉害，吐玛也多大布，天朝卡内罗经西白布，吐玛哈密布从东大布，丹雅云布，巴文吉西绿布，沙甸立刻白罗嘞，脑袋是干麻喽？如来阿阿天多家白嘞。